ဟယ်လိုအားလုံးပဲမင်္ဂလာပါဒေါက်တာထပ်ပါဒီနေ့ဟိုစာသင်နေကြတပည့်တယောက်ကနေဖုန်းဆက်ပြီးတော့လမ်းမေးလာရတာပေါ့နော်သူက sales manager အတိတ်တယောက်ဖြစ်တော့သူမှဒီ sales manager တယောက်နေနဲ့ဘာကြီးလုပ်တင်နေဘယ်လိုလုပ်တင်နေဘယ်လို manage လုပ်တင်နေဆိုတာလေးမီးလို့ပြောပြပြတာပေါ့နော်အဲ့မှာသူ့ကိုပြောပြပြတဲ့ထဲကဆွေးနွေးပြတဲ့ထဲကအဲကြောင်ပြောစရာအကြောင်းလေးတစ်ခုပေါ်လာလို့ဒီနေ့တော့ sales manager တယောက်အတိတ်တယောက်နေနဲ့ပထမဆုံးရပောင်း90မှာ ဘာတွေလုပ်တင်လဲဆိုတာလေးပြောပြချင်တယ်ဗောနော်ဆိုတော့ sales manager တယောက်အစ်တတယောက်ဖြစ်လာတယ်ဆိုရင်ဟိုကိုကငါကိုက sales executive ဖြစ်ရင်ဖြစ်မယ်ဗောနော်အော် star sales person ပေါ့ or sales person တယောက်ကောင်းကောင်းတယောက်ဖြစ်ထဲတော့ကိုကယာရုတူးသွားပြီစိတ်မညာဖြစ်သွားပြီဆိုလို့ရှိရင်ပထမဆုံးလှုပ်တဲ့နဲ့အလုပ်၃ခုရှိပါတယ်ပထမဆုံးလှုပ်တဲ့နဲ့လုပ်ဆိုတာတဲ့ပထမဆုံးမှာ ပြဿနာပါလေဆိုရင်ရှောက်ရောက်ခြင်းကိုကမန်နေဂျာဖြစ်သွားပြီဆိုတော့ကိုယ့်ရဲ့ team member ကိုကစပြီးတော့ဟိုပြင်ဖို့စင်ဖို့အားချမယ်လုပ်မယ်ခိုင်မယ်ဆိုတာမျိုးပေါ့နော်တက်ကြွရဲ့ချက်ဖာကြီးဖြစ်နေတယ်ပေါ့နော်ဆိုတော့အဲ့ဒီပြဿနာကိုကျွန်တော်တို့ကလည်းလည်းထိန်းဖို့လိုပါတယ်အရင်ဆုံးဘာလုပ်လဲဆိုတော့ကိုယ့်ရဲ့ team member တွေနဲ့1 to 1 meeting လုပ်ဖို့လိုပါတယ်1 to 1 meeting လုပ်ပြီးတော့သူဒီလုံမှာအကြိုက်ဆုံးကဘာလဲဟုတ်နော်ဒီလိုများသူသူသာကိုယ့်နေရာမှာဆိုဘာတွေပြင်ဆင်ခြင်းလဲ ဟုတ်ပြီနော်သူ့အတွက်ဘာကူညီလို့လဲဆိုတာသိဖို့လိုပါတယ်ဒီလိုပြောလိုက်ခြင်းအပြင်ကိုကတင်းရဲ့အခြေအနေအမှန်ကိုသိရတယ်လို့ဒီတင်းမှန်ပါရဲ့လေအော်ငါ့ကိုကူးဆိုင်ပါလားဆိုပြီးခံစားချက်ရစီရဖြစ်ပါတယ်ဒုတိယအချက်ကတော့ဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ ်လုပ်ရှင်နိုင်အများကြီးရှိနေမယ်တရားလောက်ရှိနေမယ်အဲ့ဒီမှာမှာကိုယ့်အတွက် impact အဖြစ်ဆုံးဖြစ်မယ် performance ပြလို့ရဆုံးဖြစ်မယ်ပြင်ဆင်စရာတစ်ချက်ကိုပဲအောင်းဆိုင်ပြီးတော့လုပ်ပါကိုယ့်ရဲ့ team ကိုလည်းဒီအကြောင်းကိုတေချာလေးပြောပြပြီးတော့ဒီချက်ကိုပဲငါတို့စုပြီးလုပ်ချမယ်လို့ပြောပါဒါကကိုယ့်ရဲ့ performance ကိုပြဖို့အတွက် early win ဖြစ်စေမယ့်အချက်တစ်ခုဖြစ်ပါတယ်နံပါတ်3အချက်ကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့က ီ team member တွေမှာပြဿနာတက်နေရမျိုးရှိမယ် sales close မလုပ်နိုင်မျိုးရှိမယ်အဲ့မှာကိုဝင်ဝင်ပြီး close လုပ်လိုက်တာမျိုးရှိတယ်တကယ်ကိုယ့်ရဲ့ position ကိုပြန်စဉ်းစားပါကိုယ့်ရဲ့ position က close လုပ်မယ့် position မဟုတ် coach လုပ်ရမယ့် position ဖြစ်ပါတယ်အဲ့တော့သူတို့ကို close လုပ်ပေးမယ်စားသူတို့ကိုဒီထက်ပိုပြီးရောင်းတက်အောင်ကိုယ့်ရဲ့သုံးခဲ့ technique တွေကို sharing လုပ်ပေးပြီးတော့သူတို့ကသူတို့ရောင်းတက်အောင် coach လုပ်ပေးဖို့လိုပါတယ်ကိုယ်က manager level ရောက်နေပါပြီဒါလည်းစဉ်းစားမှချက်ဖြစ်ပါတယ်ဆိုတော့ပြန်ပြောပါမယ် one on one meeting လုပ်ပါပြီးရင်ကျွန်တော်တို့ ဘာလို့ရမလဲအာလီဝင်းအတွက် focus တကူပဲလုပ်ပါပြီးရင်ကိုယ့်ရဲ့ဒီ coach လုပ်ပါဟုတ်ပြီနော်အဲ့တော့ဒါမျိုးအကြံပေးချင်ပါတယ်အဲ့တော့ new sales manager ရှိရင်လည်း comment မှာ like and follow လုပ်ခဲ့ပြီးတော့ comment လေးမှာ mention ပဲခဲ့ပါဦးဒါမျိုး tips တွေအတွက်လည်းကျွန်တော်ရဲ့ channel လေးကို follow လုပ်ထားပေးပါ repost လုပ်ထားပေးပါကျေးဇူးတင်ပါတယ်